။ဒီနေ့မဟာဒကျန်ဒုတိယနေ့ဥပဒေသီလလာရောက်ဆောင်ရင်းရတဲ့တို့ယောဂီသတော်စင်းဒီဘုံဝတရားတွင်ဉာမောရဏလက်ဆောင်တရားအတိုင်းနဲ့ပြောပြမယ်မနေ့ကပထမနေ့တော့ကိုယ်စုလကံမှာဝေဘင်္ဂသုတ်တံခြေခံပြီးတော့ကံစီမံရာတတဝါဆိုတဲ့တရားလေးပြောပြခဲ့တယ်ဒီနေ့တော့ ဲ့ဒီကံနဲ့ပတ်သက်ပြီးတော့အိုမီစီမပန္နာသသုဒ္ဓနိဗ္ဗာန်မှာမြတ်စွာဘုရားဟောတော်မူထားတဲ့တရားကိုအခြေခံပြီးတော့ကောင်းကံပြုမှကံကောင်းရဆိုတဲ့တရားလေးပြောပြမယ်။ကောင်းကံပြုမှကံကောင်းရဆိုတဲ့တရားဘာတရားလဲဗျာ။ကောင်းကံပြုမှ ကံဒီတော့ကောင်းခြင်းရင်တဲ့ကောင်းကံนี่ပြုရမယ်ကံဒီကောင်းခြင်းရင်ဘာတွေပြုရမယ်ကောင်းကံဆိုတာဒီနေ့ယောဂိတ္တောစင်တွေပြုလို့အထုတဲ့ဒါနကုသုကံနေသီလကုသုကံနေဘာဝနာကုသုကံနေဒီဒါနသီလဘာဝနာကုသုကံတွေကိုကောင်းကံလို့ပြောတာ ကောင်းကံဆိုတာကဒါနသီလဘာဝနာကုသိုလ်ကံကောင်းကံဆိုတာဘာကိုပြောတာအာဒီရန်တွင်နှစ်ခုကာလတို့ယောဂိတော်စင်ဒီတဆွမ်းသမ ्या ကြိုးစားပြီးတော့ဒါနအလုပ်တွေလုပ်ကြသီလကုသိုလ်တွေစောင့်တွေကြဘာဝနာတွေပွားများအားထုတ်ကြကောင်းကံကိုလုပ်နေတာဘာကိုလုပ်နေတာလဲဗျာကောင်းကံလုပ်ရင်ကံကောင်းမယ် ကောင်းကင်လို့ရင်ဘာဖြစ်မယ်ဒါဆိုဘဝမှာကံဒီကောင်းခြင်းဘာတွေလုပ်မယ်ကောင်းကင်ဆိုတာကုသိုလ်ကံဒီကိုပြောတာဒါနသီလဘာဝနာကုသိုလ်ကံဒီပြောတာဒါနလို့လို့တာလည်းကောင်းကင်ပဲကံကောင်းလို့ဒီနေ့သီလကုရှင်တရားတွေစောင့်သိနေကျင့်သုံးနေပွားများတဲ့အထုံတွေဘာဝနာတရားတွေစီရင်ပွားများအထုံတွေ ကောင်းကင်ကုသိုလ်တွေထုတ်တာကံကောင်းလို့ပဲမြတ်စွာဘုရားကဒီတရားတော်နဲ့ပတ်သက်ပြီးတော့ဟိုသုတ္တနိဗ္ဗာန်မှာဟောထားတယ်မှတ်သားစရာလေးတွေသိကောင်းတယ်เนาะမှတ်သားကြည့်အောင်ကံမှုနာဝတ္တတိလောကောလောကောအရိကဘာလောကကြီးတစ်ခုလုံး၌ရှိသောကုန်းနေရေနေ30ဘုံသားတတ္တဝါအလုံးတို့သည်30ဘုံမှာဥဖြစ်နေတဲ့ ကုံတရဝရည်တရဝ30တဝုံသာအကုန်လုံးကကံမူနာကံကြောင့်သာလျင်ဘာကြောင့်သာလျင်ဝတ္တတိဖြစ်နေရတယ်လူဖြစ်နေရတာလဲကံကောင်းလို့နတ်ဖြစ်ရတာလဲကုသကံကြောင့် မြမဖြစ်ရတယ်ကုသကံကြောင့်အဲ့လိုလူနဲ့မြမမှုဖွင့်နေဟိုးဒုက္ခရီဘွားတွေဖြစ်တဲ့ငရဲတရိစ္ဆာန်ပြိတ္တအတုတကယ်မှာဖြစ်နေတယ်ဥမာတရိစ္ဆာန်ဖြစ်နေမေအကုသကံကြောင့်တရိစ္ဆာန်ဖြစ်တာကဘာကံကြောင့်အကုသကံကြောင့်ကောင်းတဲ့ဘုံဘွားတွေရောက်ချင်ကြိုးစားပြီးတော့ကောင်းကံတွေလောက်ရမယ် ောင်းကံလုံးမှကောင်းတဲ့သူဂတိဘုံဘွားတွေရောက်အဲ့ဒါမြတ်စွာဘုရားကဒီကဘာလောကကြီးအတွင်းမှာရှိတဲ့30တဘုံသားကုန်းတွေရည်နေတဲ့ဘဝအလုံးကသူတို့ပြုလုပ်တဲ့ကံအတိုင်းဖြစ်နေရတာသူတို့ပြုလုပ်တဲ့ကံအတိုင်းမလို့တယ်လေဗျာ ဘသူကြောင့်မှမဟုတ်ဘူးသူလုပ်တာနော်ဟာမင်းဒိဋ္ဌံဖြစ်ရင်မင်းလူဖြစ်ရင်မင်းပြမဖြစ်ရင်မြတ်စွာဘုရားလည်းလုံးလုံးမရသူလုပ်တဲ့ကံအတိုင်းလူဖြစ်နေရနတ်ဖြစ်နေရဒိဋ္ဌံဖြစ်နေတာဒိဋ္ဌံဖြစ်တာနဲ့သူဒိဋ္ဌံဖြစ်စင်မဲ့ကံကိုလုပ်ခဲ့လို့နော်ကံနှမျိုးမှတ်ထားမယ်ကောင်းကံနဲ့ဆိုးကံကံနှမျိုးကဘာတွေကောင်းကံ ဆိုလိုက်ကောင်းကံဆိုးကံဣနတံအမှန်ရှိပေသည်ကောင်းကံဆိုးကံဣနတံအမှန်ရှိပေသည်ကံကဘယ်နှမျိုးရှိတယ်မာနဲ့မာကောင်းကံဆိုတာကခုနကပြောခဲ့ပြီဘာတွေလဲ ဒါနဒီကဘာဝနာကုသိုလ်ကံနေသုကံဆိုတာကအာဟုသူဒုစရိုက်တွေသုကံဆိုတာကဘာတွေလဲကံဆိုခြင်းသုကံဖြစ်တဲ့အာဟုသူဒုစရိုက်တွေမလုံးနဲ့နော်ဆိုကြည့်လိုက်ကောင်းကံသုကံသုကံဣနတံအမှန်ရှိပေသည်ကံကောင်းခြင်းလျင်အမှန်ရှိပေသည် ကောင်းကံပင်နေစဉ်သူတော်တွေကံကောင်းခြင်းယင်ကောင်းကံပင်နေစဉ်သူတော်တွေဘောမှာကံကောင်းခြင်းယင်ပါရီကိုပြုရမယ် ောင်းကံဆိုတာကဘာလဲဒါနာသီလဘာဝနာကုသိုလ်ကံဒီသူနှစ်ခုကာလတို့ယောဂသူတို့စင်ဒီတဆောင်းသမ ्या လှူတယ်ကောင်းကံလှုပ်တာသီလကုရှင်တရားတွေထိမ့်သိမ့်နေဥပုတွေစောင့်နေကောင်းကံလှုပ်တာဘာဝနာတရားတွေပွားများအထုတ်တယ်ဒီတဲ့ပုံမကောင်းမွန်တဲ့ဘဝတွေရရှိကြဘူးကောင်းကံတွေလုံနေတာနော်ကံကောင်းခြင်းယင်း သူတော်စင်နေစဉ်ပြုပါလေကံကောင်းရင်သူကောင်းတဲ့ကံတွေကိုနေစဉ်ကြိုးစားပြီးတော့လုပ်ရမယ်နော်ဆိုလိုက်သုကံပြုကသုကံပြုကကံဆိုးရကံဆိုးရမှတ်ကြသူတော်တွေမှတ်ကြသူတော်တွေသုကံပြုကသုကံပြုက တန်ဆိုးရမကြသူတော်တွေအရှုပြောတယ်ငါတန်ဆိုးလိုက်တာကွာတန်ဆိုးမှာပေါ့သူကဘာကံနေလှုပ်လာတာဆိုးကံလှုပ်လာတာအဲ့ဆိုးကံဆိုတာကအာဟုသူဒုစရိုက်တွေဆိုးကံဆိုတော့ကဘာလဲလဲမိတ္တမမှာဗျာ အကုသုဆန္ဒပါရှိတယ်ဒုစရိုက်၁၀ပါးဒုစရိုက်ဆိုတာပါဆိုတော့ကာယကံဒုစရိုက်၃ပါးဝစီကံဒုစရိုက်က၄ပါးမနောကံဒုစရိုက်၃ပါးပေါင်းလို့၁၀ပါးမကောင်းတဲ့ဒုစရိုက်အကုသုတွေလုံနေမှာတော့သိုးကံတွေလုံနေမှာတော့ကံဆိုးဖို့ကံဆိုးရဖို့ကံဆိုးမှကြောက်ရင်သိုးကံအကုသုဒုစရိုက်တွေရှောင်ရမယ်ကံဆိုးမှကြောက်ရင် ဆုကံနေဖြစ်တဲ့မကောင်းတဲ့အောက်သူရိစိတ်တွေရှောင်ရမယ်အဲ့ဒါဆိုကံမဆိုးတော့ဘူးကံကောင်းပြီပေါ့နော်ဆုကံနေရှောင်နိုင်ကိုဥသူဖြစ်သွားပြီနော်ဒါကြောင့်မလို့တို့သူတော်စင်တွေမြတ်စွာဘုရားဟောပြတာကကံမုနာဝတ္တိလောကောလောကောအဓိကဘာလောကကြီးအတွင်း၌ရှိကြကုန်သော ကုံနေရေနေကဝလောကတတဝအလုံးသည်ကံမူနာမိမိတို့ပြုသောကံကြောင့်သာရင်ဘုဒ္ဓတိဖြစ်နေရ၏တိစ္ဆံဖြစ်နေရတာလေတိစ္ဆံကိုဖြစ်စေတဲ့အကုသကံကိုလှုပ်လို့လူဖြစ်နေရတာကလည်းပဲလူ ဖြစ်စေတဲ့ကုသကံလှုပ်ခဲ့လို့ နတ်ပြည်ပြမပြမနတ်တွေပြမတွေဖြစ်နေတာကလည်းပဲနတ်ပြမဖြစ်ကြောင်းကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဘယ်သူမပြုမိမိမှုတဲ့ပါတယ်လေဗျာဒီနေ့ကအဲ့အကြောင်းလေးနည်းနည်းပြောခဲ့နော်ကံစီမံရတ္တဝါဆိုတာနဲ့ပတ်သက်ဒီနေ့တော့မြတ်စွာဘုရားမိန်တဲ့ကံနဲ့ပတ်သက်ပြီးဆက်တော့ဆက်ပြီးတော့မိစုချက်လေးတွေနောက်တဲ့မြတ်စွာဘုရားဆက်ပြီးတော့မိန်တဲ့ကမ္မုဏဝတ္တတိပဇာ ပဇာရီလောကကြီးတွင်မှရှိတဲ့လူနဲ့ဗျံမာတတ္တဝါများသည်လည်းပဲကမ္မုနာမိမိတို့ပြုသောကုသိုလ်ကံကြောင့်သာလျှင်ဝတ်ဝတ်ဝတ္တိဖြစ်နေရ၏သူတွေဖြစ်နေတာ၊နတ်တွေဖြစ်နေတာ၊မြမတွေဖြစ်နေတာလေသူတို့ပြုခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ပဲတဲ့လူဖြစ်ခြင်းကုသိုလ်ကံလို့နတ်ဖြစ်ခြင်းလည်းပဲ ုသကံနေလို့ဒီနေ့တို့ကမယောဂီသူတော်စင်းနေကြံမြင့်ကလာကုသကောင်းမှုစူးစမ်းပြုနေတာလူပြေကြောင့်နတ်ပြေကြောင့်မြမပြေကြောင့်ကုသကောင်းမှုတွေနိဗ္ဗာန်ရောက်ကြောင့်ကုသကောင်းမှုတွေနော်32ဘုံဒီဟိုအတွင်းကနေလုကင်းပြီးတော့ထွက်မြောက်ပြီးတော့ဟိုနိဗ္ဗာန်ရောက်အောင်အားထုတ်ရမယ်အဲ့ဒီထွက်မြောက်မှုကတော့သောတာဝိပဿနာအရိပတံဝိပဿနာတွေနဲ့ပွားများပြီးတော့အားထုတ်ရမယ်နော် ဒီနေ့ပြုလို့အထုတ်တဲ့ဒါနကုသိုလ်ကလည်းပဲနိဗ္ဗာန်တကားကိုဖွင့်တဲ့တော့သီလကုသိုလ်ကလည်းပဲနိဗ္ဗာန်တကားကိုဖွင့်တဲ့တော့ဘာဝနာကုသိုလ်ကလည်းနိဗ္ဗာန်တကားကိုဖွင့်တဲ့တော့ပဲနိဗ္ဗာန်တကားကြီးကိုကြိုးစားပြီးတော့ဒါနတော်တင်နေတဲ့ဖွင့်ရမယ်သီလကုသိုလ်တော်တင်နေဖွင့်ရမယ်နိဗ္ဗာန်ကုသိုလ်တော်တင်နေဖွင့်ရမယ်နော်ကမ္မုနာဝတ္တတိပဇာ ဖဇာလူနဲ့မြမတတ္တဝါများသည်လည်းပဲကံမူနာသူတို့ပြုတဲ့တန်ကြောင့်သာလည်းင်ကံမူနာသူတို့ပြုခဲ့တဲ့ကုသိုလ်ကံတွေကြောင့်သာလည်းဝတ္တတိဖြစ်နေရတယ်နောက်တခါမြတ်စွာဘုရားထပ်ပြီးတော့မိန်နေဗျာကမ္မနိဗ္ဗန္ဒနာတတ္တတတ္တတတ္တဝါအလုံးတို့သည်ကမ္မနိဗ္ဗန္ဒနာကံဖြင့် ခြီနောင်ဖွဲ့နောင်အကုံဤကံပြည့်ခြီနောင်ဖွဲ့နောင်နေဆိုလိုတာကမြတ်စွာဘုရားကအဲ့တရားကလူဖြစ်နေတယ်သူလူဖြစ်စီကြောင်းကုသကောင်မှုလုပ်ခဲ့လို့လူဖြစ်တာနောက်တရားကတော့နတ်ဖြစ်တဲ့နတ်ဖြစ်ကြောင်းကုသကောင်မှုလုပ်ခဲ့လို့နတ်ဖြစ်တာမြောက်တရားကတော့ဗြဟ္မာဖြစ်တယ်ဗြဟ္မာဖြစ်ကြောင်းကုသကောင်မှုတွေလုပ်ခဲ့တော့ဗြဟ္မာဖြစ်တာအဲ့ဒါတူပဲနောက်တူကတော့တိရိစ္ဆာန်ဖြစ်တယ်တိရိစ္ဆာန်ဖြစ်ကြောင်း မကောင်းတဲ့အောက်သူဒုစရိုက်တွေလုပ်ခဲ့လို့အောက်သူဖြစ်တာအဲ့ဒါကိုမြတ်စွာဘုရားကရဝါတွေကကံနဲ့ပဲသူတို့ပြုလုပ်လုပ်ခဲ့တဲ့ကံနဲ့ပဲခြင်အောင်ခြင်းကိုခံရတယ်ဥပမာပေးတယ်ဗျာမြတ်စွာဘုရားကရထသာနိဝအရာရတော်ဈာယတော်မောင်းနေနေတော်ရထသာယထာတွေ့ကြီးယထာကြီးကိုမြင်အောင်ကြည့် နော်ဒီနေ့တရားယထာရှိနေတယ်ရန်ကုန်မြို့ပဲယထာရန်ကုန်မန္တလေးယထာရှိတော့တယ်ယထာရှိတော့ယထာပင်လှဲပင်မြင်းလှဲပင်နေဥမာပင်မှာပေါ့နော်အတူတူပဲရထသရသယထာဤအာနိဝဘိင္ငူတုတ်ချီထားတော့မူလီတန်ကျိုးကဲတို့ဒီယထာကဒီဘင်းထွက်သွားအောင်တဲ့ခုခေတ်တော့ကားဘင်းနေပဲဖြစ်ဖြစ်ယထာဘင်းမျိုးဖြစ်ဖြစ်မူလီဒီနဲ့တားကြက်တာဝဝူရင်းနဲ့ ခြေတော်သားယထာဘင်းကြီးကိုတန်ကျိုးနဲ့ခြိနှောင်ထားတယ်။အဲ့ဒီလိုယထာကိုဘဲမှလွတ်မသွားအောင်ခြိနှောင်တုတ်ထားတဲ့ကြက်ထားတဲ့ဝတ်အူတွေတန်ကျိုးတွေနဲ့တူတယ်။ပြောချင်တာကကိုပြုတ်လုထားတဲ့ကံကလူဖြစ်ကြောင်းကုသိုလ်ကောင်းမှုဆိုရင်လူဖြစ်ရတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုပြစ်ထားတဲ့အကုသိုလ်ဒုစရိုက်ကံက ဒုဒိဋ္ဌံဖြစ်ကြောင်းဖြစ်နေရင်ကိုကနတ်ဖြစ်ခြင်းမြမဖြစ်ခြင်းနဲ့မရဘူးသူလုခဲ့တဲ့သူလုရဲ့ကြောင့်ဘယ်သူမပြုမိမိမှုကြောင့်ဒိဋ္ဌံကိုဖြစ်ရတာเนาะအဲ့တော့မြတ်စွာဘုရားဟောတော်မူတာကမိမိဘဝမှာတံမကောင်းမှုထင်ရင်ကံကိုပြင်ရမယ်ကဲကံမကောင်းမှုထင်ရင်ပါလေလေ ပြတ်စွာဘုရားဟောတော်မူတာကကံကိုပြင်ခြင်းရင်ဒါနသီလဘာဝနာကုသိုလ်ကံနေနဲ့ပြင်လို့ရတယ်။ဥမာကုဒီဘွားမှာနည်းနည်းလေးကံလေးညံ့နေတယ်ထင်ရင်ညံ့နေတဲ့ကံကိုညံ့နေတဲ့ကံကိုနှိမ့်နေတဲ့ကံကိုမြင်လာအောင်တက်လာအောင်ဌာနကုသကံနဲ့မြင့်ပြီမေသီလကုသကံနဲ့မြင့်ပြီမေအဝနာကုသကံနဲ့မြင့်ပြီမေ မြတ်စွာဘုရားမိန့်တာကကံကိုပြင်းခြင်းကုသိုလ်ပင်ကျိုးတင်ပြုပါလေသောအောင်ကံကိုပြင်းခြင်းကုသိုလ်ပင်ကျိုးတင်ပြုပါလေကံကိုပြင်းခြင်းကုသိုလ်ပင်ကျိုးတင်ပြုပါလေနှာခေါင်းလောက်ဆူကြည့်အောင် ံကိုပြင်ရင်ကုသိုလ်ပင်ကျိုးရင်ပြုပါလေကံကိုပြင်ရင်ကုသိုလ်ပင်ကျိုးရင်ပြုပါလေဟုတ်ပြီကံကိုပြင်လို့ရတယ်ပြိုင်လို့မရဘူးကံကိုမလုပ်လို့ရတယ်ပြိုင်လို့ရရဲ့လားမရပါဘူး သူကံနဲ့ကိုကံမတူဘူးဗျ။သူကကောင်းကံနဲ့တအားလှုပ်ထားတယ်သူကတူလို့မရအောင်ပြန်လို့မရအောင်။သူလိုကံကောင်းခြင်းရင်ကောင်းကံနဲ့လှုပ်ရမယ်။သူလိုကံကောင်းခြင်းရင်ကောင်းကံနဲ့လှုပ်ရမယ်။မနာလို့ကိုလို့စရာဖြစ်တာလည်းမကြောက်ဖြစ်ဘူး။သူကံနဲ့သူချမ်းသာတယ်သူကံနဲ့သူအောင်မြင်နေတာနော်။အဲ့တော့ကိုကသူလိုချမ်းသာပြည့်စုံခြင်းရင်အောင်မြင်ခြင်းရင်ကောင်းကံနဲ့လှုပ်ရမယ်။ဘာတွေလှုပ်ရမလဲ။ ဘုရားကကံကိုပြင်လို့ရတယ်တဲ့နော်ဘုရားကမတယ်လေဗျာဟိုအတိတ်ကံကလောက်ခဲ့တာရှိမယ်ဟဲ့ပိစုပန်ကံတယ်လေအဲ့ဒီအတိတ်ကံကိုကောင်းတဲ့ကောင်းအောင်ပြင်လို့ရတယ်ဒီဘဝမှာကျူစားပြီးတော့ဒါနသီလဘာဝနာကုသကံအလုပ်တွေကျူစားလို့ရင်ကုဘဝကံတက်လာနိုင်တယ်ကံတက်လာအပြင်မှာလေဗျာဒီနေ့ခေတ်ကျူဘမာရီ ကိုကိုကံမကောင်းဘူးထင်ရင်ပြင်းစရာရောအမေးပြီပြင်းစရာရေတရားပေးပြီတော့မပေးလိုက်တော့ဆိုတော့ဖះကိုပန်းပန်းပွင့်လူလိုက်ပါဖះရေချမ်းပန်းခွက်ကလိုက်ပါဖះကိုဗာမုံဆုံးခွက်လိုက်ပါ အကုသူလိုခိုင်းတာပဲကုသူနဲ့ကံတက်အောင်လုပ်ပေးလိုက်တာကုသူနဲ့ကံပြင်းပေးလိုက်တယ်နော်အာဘသူကိုခေါဆိုးကြည့်လိုက်ပါအာဘသူကိုဖနက်လှူလိုက်ပါတယ်စုံးတာပဲကြည့်လိုက်တော့ ဗေဒင်စီယာပေးတဲ့ယရာကကုသလုခိုင်းတာပဲအဲ့တော့တူတကမှာယောဂိတ္တုစင်နေကိုကိုတိုင်းဖះကိုအင်းကြံစီမီဆုံးကပ်ပြီးတော့ကံကိုပြင်လို့ရတယ်မြင့်လို့ရတယ်နော်ဗေဒင်မေးစီယာမလို့ကိုယ့်ကူဖះရရာချီလို့ရတော့ပါရရာလဲဗျာ ဘုရားရေတဲ့ဘီရင်ဆရာသွားမိတယ်ဘုရားရေတဲ့အခြေခိုင်းတာနော်ဘုရားကိုပန်းကလေးပါတော့စီမီထုံလိုက်ပါတော့သုံးတာပေါ့နော်အဲဘယ်တော့မှလူပေါ့ဒါကတော့ဘီရင်ထုံဆန်အတိုင်းလေဘီရင်ကလည်းအိန္ဒိယ astrology အိန္ဒိယယဉ်ကျေးမှုဘူးဗျမြမနာဝါဒပေါ့နော်အဲတော့ဟိုဘီရင်ကတော့လောကီပေါ့နော်ဘုရားကတော့လောကုတ္တရာနိကုသိုလ်နည်းနဲ့ပေါ့နော်အဲတော့ဘီရင် နှီးကြည့်မြုံမဲ့ကိုးပါးကိုကိုးပြီးတော့ကိုယ်ကိုဖျံတရားတန်ဃာလေးနဲ့နှီးပြီးတော့ဒါနသီလဘာဝနာသုတိကျူစာလို့ရင်ကံကောင်းနိုင်လားဗျာကံကောင်းနိုင်နေဆက်စွာဗျာကံကောင်းခြင်းရင်ကောင်းကံပင်တွင်တွင်ပြုပါလေ။တော့ဒီနေ့ဟောပြနေတာကကောင်းကံလုံးမှကံကောင်းရဆိုတဲ့တရားเนาะပါတယ်လေဗျာ တန်ကောင်းကြင်ဘာတွေလိုရမလဲကံဆူးမှာကြောက်ရင်ဘာတွေရှောင်ရမလဲဆိုလိုက်ဆိုးကံဒုစရိုက်မပြူထိုက်မှတ်လိုက်သူတော်တွေဆိုးကံဒုစရိုက်မပြူထိုက်မှတ်လိုက်သူတော်တွေနှာခေါင်းလုံးစုကြည့်ရအောင် အဲ့တော့ဒီနေ့နှစ်မျိုးတည်းအဓိကအချင်းချုပ်ပြောပြနေတာနော်ကံကောင်းကံရဲ့ဆိုးကံရဲ့နော်ကောင်းကံလည်းကိုယ်ကိုယ်တိုင်လုပ်ခဲ့တာပဲဆိုးကံကလည်းကိုယ်ကိုယ်တိုင်လုပ်ခဲ့တာသူများလည်းမချနဲ့ဒုကံဆိုးတာကွာဒီနေ့ဘုံဘုံတို့ဗမာပြည်ခံစားနေရတာရှိတယ်ခံစားနေရတာရှိတယ်ဘုံဘုံတို့ပါမအလုံးပေါ့ဩတို့ကဘာလောကကြီးတို့ဗမာပြည်သူပြည်သားတွေကံဆိုးလိုက်တာကွာမဖြစ်တာလည်းလေ ခုကိုဘေးကလေးကကန်ဆူးလိုက်တယ်ဒီလိုက်တာတကဘာလုံးလည်းသေးတယ်သူတို့ဗမာပြည်ကပိုးသေးတယ်မယ်ဒီကိုဘေးတွေမကြည့်နိုင်သေးဘူးပြအထက်ပြီးတော့သေးတယ်နော်မူခမုန်တိုင်းနေဖြစ်ဒီနေ့တိုင်းအိုင်းနေပြည့်စည်လူတွေမသေးဘူးလားဗျာသေပြန်ပြီကျတို့ဗမာပြည်ကန်ဆိုးလိုက်တာကန်ဆိုးလိုက်မနေ့မကြည့်နဲ့သေးဘူးဗျာနောက်ထပ်ရည်ရည်ကြည့်ပြန်ပြီနောက်ကဘာလောကကြီးထဲမှာဗမာပြည်က နော်အဖြစ်ဒီများလိုက်တာပြီးကြတဲ့မိုးရင်းကဗမာတနေငယ်ကိုရည်ရပတ်ကြည်ကိုဝင်းနေ မြုပ်လေယာရီမြုပ်ဒေဆန်နေအသေးလူရီအသေးချေစုံနေနေတဲ့နော်ခလေးဒီမှကိုသားလေးကိုသေးခံကိုသားလေးမှပြီးတော့သေးသွားတဲ့အဖေကြီးလည်းရှိတယ်ဟာတန်ဆိုရတဲ့ဗမာပြည်သူတွေအာရဒိနာဆိုတော့မပြီးသေးဘူးကြာလာပြန်ပြီမိရင်းကြီးငလင်းလှုပ်တော့လဲတနေငယ်လုံး တည်လိုက်ကြတာအိုဝင်တိုက်တာတွေပြည်စီကားတွေပြည်စီတည်လိုက်ကြတာအဲ့ဒီအပြင်ကမ္ဘာလောကကြီးထဲမှာခင်ဗျားတို့ကျွတ်တူနိုင်ငံကန်ဆိုးတာတိုင်းပြည်ကြောင်းလည်းတည်လိုက်ကြတာကျတော့မြန်မာပြည်တွင်းမှာလူတော်ကြံမမလားအောင်းမရအဲ့တော့အတူချုပ်ရင်းချုပ်တော့ဘုရားဟောတဲ့တရားတိုင်ဆိုရင်ကျွတ်တူခင်ဗျားတို့ယောဂီသူတော်စင်းဒီဆိုးကံဒီလောက်ခဲလို့ကန်ဆိုးနေရတာ ဘာတွေလုပ်ခဲ့လို့မြတ်စွာဘုရားကကံဆူးမှာကြောက်ရင်ဆူးကံဤရှောင်ရမယ်ကံဆူးမှာကြောက်ရင်ဆူလိုက်ဆူကံဒုစရိုက်မပြူထိုက်ရှောင်လိုက်သူတော်တွေဆူကံဒုစရိုက်မပြူထိုက်ရှောင်လိုက်သူတော်တွေ နှကောင်းလောသုကံဒုဇယမပြူတိုင်းဆောင်လိုက်သူတော်၏သုကံဒုဇယမပြူတိုင်းဆောင်လိုက်သူတော်၏သစ္စာပြာမိနာကသုကံနေပြတဲ့အကုသူဒုဇယတွေကိုမပြူလို့ထိုက်ဘူးသူတော်စင်းညူရေရှောင်း냐အလိုမှာလည်းညာသူများလောက်တိုင်းကုမလုံးနဲ့ပေါ့နော်ဘသူတရားပြက်ပြက်ကုမပြက်ဘူးလူတွေ ာလဲဗျာဘသူတရားပြက်ပြက်အများမိုးကွာရဲ့တော့ပြီးယူနေတဲ့ချိန်ကိုလည်းလိုက်တော့ပြီးမယူနဲ့ပေါ့သူများကအာဟုသူကံဒုစရိုက်တွေကိုမထဲမတွေ့လို့သူတို့အာဟုသူကံဒုစရိုက်တွေလုံနေကြပြီဆိုရင်ကိုကသူတို့ကိုတူပြီးတော့လိုက်မလုံနဲ့သူတို့ယူတိုင်းယူစရာမလိုဘူးသူတို့ယူတိုင်း ယူစရာမလိုကိုကိုကောင်းအောင်နေအဲ့တော့ကုဒီနေ့ကီလိုတဘာဝဘေးတန်းနေလူလုံးဘေးတွေတဘာဝဘေးတွေချောက်တဲ့အခါမှာကိုကကုကုတုကန်နဲ့ကိုကြံခဲ့တယ်နော်တဘာဝဘေးတန်းနေဘလောက်ပဲခန်းနေရခန်းနေရလူလုံးဘေးတန်းနေဘလောက်ပဲခန်းနေရခန်းနေရကိုဘွားကိုအသက်ရှိကျမ်းပါဆိုတာကြံနေခဲ့အောင်မကောင်းတဲ့စိုးကံတွေဖြစ်တဲ့ဘာတွေကိုရှောင်ရမှာ အဟုသံဒုစရိုက်ဒီကိုရှောင်ရင်ကိုကကောင်းကံနေလှူထားတဲ့အတွက်ကြောင့်ကံကောင်းပြီးတော့ကြံနေခဲ့မေကံကောင်းပြီးကြံနေအောင်ဘာတွေဟူရှောင်အဟုသံဒုစရိုက်ဒီရှောင်ဒါလားဆိုလို့ရှိရင်တို့ယောဂီတော်စင်းဒီသဘောပေါက်လာပြီဒီနေ့ ဟောပြတာကကောင်းကံပြုမှကံကောင်းရာဆိုတဲ့တရားဘဝမှာကံကောင်းခြင်းဘာတွေလုပ်မလဲအနည်းချုပ်မယ်ကောင်းကံဆိုတာကဘာတွေဒါနဒီကဘာဝနာကုသိုလ်ကံတွေသုခံဆိုတာကဘာတွေအဟုတုဒုစရိုက်တွေအဲ့လို့ဆိုရပြီနော်ဆိုလိုက်ကောင်းကံပြုမှကောင်းကံပြုမှ ကံကောင်းရမကြသူတော်တွေသုကံပြုကကံဆိုးရမကြသူတော်တွေကောင်းကံကိုပင်တတွင်တွင်နေစဉ်ပြုပါလေသုကံဒုစရိုက် မပြူထိုက်ရှောင်းလိုက်သူတော်တွေကံကိုပြင်းခြင်းကုသိုလ်ပင်ကြိုတင်ပြုပါလေသုခံပြုကကံဆိုးရမကြသူတော်တွေ ကမ္မုနာဝတ္တိလောကောကမ္မုနာဝတ္တိပဇာကမ္မာနိဗ္ဗန္တနာတတရတ္တပနိဝါယာယတောသာတဝေနှလုံးပြောပြောင်းသူတော်ကောင်းပေါင်းတို့ပဇာလောကီအရိ30ဘုံတွင်မှရှိကြကုန်သောကုန်နေရင်းဤတတဝအထွေထွေသည် ဒောကောဂုံနေယိနေတတဝအပေါင်းအလုံးသည်ကံမူနာကံကြောင့်သာလျင် ဝတ္တတိဖြစ်နေကြရပါ၏ပဇာလူနာပြမတတဝအပေါင်းသည်လည်းပဲကံမူနာကံကြောင့်သာလျင်ဝတ္တတိဖြစ်နေကြရပါ၏တတဝတတဝအပေါင်းသည်ကမ္မနိဗ္ဗန္ဒနာကံသာလျင်ကြီးနောင်နှုတ်ဖွဲ့ခြင်းကိုခံရပါပေ၏ ကိမိဝဥပမာပဲကဲ့သို့နိဟုမူကားယာယာတော်သွားနေသော ခုံနေမောင်းနေနေသောယာယာတော်မောင်းနေနေသောရထသယထာကြီးအာနိဝါဘိငိုတုတ်ချီချီနောင်ထားသောတန်ကျိုးဝတ်ဟုနှင့်တူပါ၏ဟု၍ တတ္ထာနလူရုစီအမြတ်စွာဘုရားသည်ဒေသိတိကောင်းစွာမသွေးဟောကြားတော်မူလိုက်ပါ၏တတ္တိကဲသုတော်အမြတ်ဝေရအောင်နဲ့အလုံးလိုက်ဆိုကြဣဒံမေပုံညာအာတဝေကယ